ရခိုင်ပြည်နယ်မြေပုံမြို့နယ်ကမ်းထောင်ကြီးမြို့တောင်ပိုင်းရက်ွက်ကန္နာလန်မှာဇွန်လ10ရက်နေ့ဒီကနေ့မနက်3နာရီလောက်ကမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးနေအိမ်နဲ့အဆောက်အုံ၃လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါမိလာမှုဟာကုံစုံဆိုင်နဲ့ပဇွန်တိုင်းအတွင်းမိဆက်နှုတ်ထားရာကနေမိဆက်အပူချိန်လွန်ခဲ့ပြီးဝါယာရှော့ဖြစ်ခါစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ် မိလောင်မှုကြောင့်ခနန်းတိုင်းတစ်ခုပဇွန်တိုင်းတစ်ခုအဆောင်ငယ်တစ်ခုတို့မိလောင်ဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီမိလောင်မှုဟာဒေါ်ချိုချိုအေးဆိုသူရဲ့အုံဆောင်ဆိုင်တဲ့ခနန်းတိုင်းမှာမိဆက်နှိုးထရာကစတင်လောင်ကျွမ်းတာဖြစ်ပြီးအဲ့ဒီအချိန်မှာအလုတမားတအုပ်ရှိနေတယ်လို့သိရပါတယ်။ မိလာမှုကိုမိသက်ရင်တွေနဲ့ပြည်သူတွေဝိုင်းဝန်းနှိမ့်သက်မှုကြောင့်မနေ့၄နေ့လောက်မှမင်းငိမ့်သွားခဲ့ပြီးအလौသမားရဲ့ပေါ်ရုံမှုကြောင့်မိလောင်နာဖြစ်တဲ့အတွက်အသက်24နှစ်အရွယ်အလौသမားချစ်ကိုကိုပ28မြင်းဆောင်2009ရာသတ္တကြီးပုံမှန်285အရအမှုဖွင့်ထားတယ်လို့ကန်းတော်ကြီးစခန်းမှုရဲအုပ်စောတင်ကပြောပါတယ်အဆိုပါမိလောင်မှုဖြစ်စဉ်အတွင်ကျက်43တသိန်း9100ဆုံးရှုံးမှုရှိခဲ့ပေမဲ့အိုမဲ့အိမ်မဲ့ဖြစ်ပွားခြင်းနဲ့ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိခဲ့ ခဲ့ဘူးလို့သိရပါဗျ။